မြန်မာနိုင်ငံမှာသခိုင်းငလင်ကြီးလောက်ကချင်းကေဇေးကြီးအတွက်လာရောက်ကူညီပေးခဲ့ဦးတဲ့ဖိလစ်ပိုင်လေတဲ့ကေဇေးကြီးအဖွဲ့ရဟတ်ရင်ပြက်ကြလို့ဖွဲ့ဝင်6ဦးတည်ဆုံးသွားပါတယ်။အခုနိုဝင်ဘာလ4ရက်နေ့ကဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့တိုင်ဖွန်းပုံတိုင်းဒဏ်သိပြည်သူတွေကိုရှာဖွေကေဇေးကိုနိုဝင်ဘာ9ရက်ကခီးထွက်သွားချိန်မှာအဲ့ဒီရဟတ်ရင်ပြက်ကြခဲ့တာပါ။ရဟတ်ရင်ပြက်ကြမှုကြောင့်ပုံတိုင်းဒဏ်သိပြည်သူတွေကိုရှာဖွေကေဇေးကြီးပြုလုပ်မဲ့ပိုင်းလော်2ဦးနဲ့အဖွဲ့ဝင်4ဦးကိုတည်ဆုံးခဲ့ကြတာဖြစ်ပါတယ်။ တိတ်ဆုံးသွားတဲ့တပ်ဖွဲ့ဝင်6ဦးရဲ့ရုပ်လောင်းတွေကိုလည်းဖိလစ်ပိုင်အာဏာပိုင်တွေကပြန်လည်ရှာဖွေနိုင်ခဲ့ပြီးဂုံပြူအခမ်းအနားနဲ့တည်ဆောင်ဂုံပြူခဲ့ကြပါတယ်ဖိလစ်ပိုင်လီဒက်ရဲ့လီဒက်ဌာနချုပ်တခုကိုနိုင်ငံတော်အလံလေးပို့ထားတဲ့သူရဲ့ရုပ်လောင်းတွေရောက်လာချိန်မှာတောင်းရှိသူတွေနဲ့ကျန်းရင်းတဲ့မိသားစုတွေတပ်ဖွဲ့ဝင်တွေကဂုံပြူကျူဆွခဲ့ကြပါတယ်ဒါပြင်ဖိလစ်ပိုင်အစိုးရအဖွဲ့တောင်းရှိသူတွေကလည်းဒီမတော်တဆဖြစ်ရမှာစာဆုံးနေတဲ့ကေဇေးတပ်ဖွဲ့ဝင်တွေအတွက်ဝန်ထဲကြောင်ပြတ်တက်ခဲ့ကြသလိုမိသားစုဝင်တွေကိုလည်းပြည်စုံအပ်ခဲ့ကြပါတယ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမြို့တစ်ခုကနေစတင်ထွက်ပါခဲ့တဲ့အဲ့ဒီကေဇေးရဟတ်ရင်ဟာနိုင်ငံအရှိတောင်ဘက်ကအမှတ်60ခြေရင်းတိုင်ဌာနချုပ်အနီးမှာတက်ကြခဲ့တာလို့ဖိလစ်ပိုင်ရေးသက်ကပြောပါတယ်။အမှတ်905ရှာပွေးနေကေဇေးအဖွဲ့ကမြန်မာရှာပွေးကေဇေးတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့မက်လာကုံမဲကမြန်မာနိုင်ငံမှာနေလင်းကြီးလှုပ်ခတ်ခဲ့ပြီးနောက်ဖိလစ်ပိုင်အစိုးရကစေလွတ်ခဲ့တဲ့ကုညီကေဇေးအဖွဲ့မှာပါဝင်ခဲ့ပူပါတယ်။ဒီလိုပါဝင်ခဲ့တာကြောင့်ဖိလစ်ပိုင်နိုင်ငံကိုပြန်ရောက်တဲ့အခါသူတို့ကိုဖိလစ်ပိုင်ရေးသက်ကဂွန်ပြူစုစည်းတွေတည့်ရခဲ့ပါသေးတယ်။ မြန်မာနိုင်ငံဘေးဒုက္ခကြုံနေချိန်မှာလာရောက်ကူညီပေးခဲ့ဝဲပြည်သွားပြီးသူတို့နိုင်ငံကဘာဝဘေးတစ်ခုမှာတော့ညှို့လင့်မထားတဲ့ဖြစ်ရဆိုးနဲ့အခုလိုကြုံခဲ့ကြရတာဖြစ်ပါတယ်